အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိဖုန်းထဲကအင်တာနက်ကိုပိုကောင်းတဲ့ line ဆွဲရဖြစ်အောင် Google Chrome ထဲမှာသွားပြီးရ setting ရှင်းလေးလေးကိုလုပ်ပြောင်းရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစပါဘူးမှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရသေးတယ် subscribe လုပ်ပြီးတော့အောင်ပြသရခံပါတယ်တို့နောက်ထပ်တင်မဲ့ဗီဒီယိုတစ်လေးကိုကြည့်ရဖို့အတွက်ဘေးနားက notification ခေါင်းပေါင်းလေးကိုလည်းနှိပ်ထားပေးပါဗျာကျွန်တော်တို့ဒီမိမိဖုန်းထဲကအင်တာနက် line အားကိုပိုကောင်းတဲ့ line အားဖြစ်အောင်တို့ Google Chrome ထဲမှာသွားရှင်းနေလေးကိုလုပ်ပြောင်းရမှာဖြစ်ပါတယ်တို့အရင်ဦးဆုံး Google Chrome ထဲကိုနှိပ်ဝင်ပေးလိုက်ပါ Google account နဲ့ကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော် Google account နဲ့ကိုရောက်ပြီဆိုလို့ရှိရင်ဟိုအပေါ်မှာရှိတဲ့ကျွန်တော်ဒီအဆက်30နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အပေါ်နဲ့ဆွတ်တင်ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့ setting ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ်ဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ privacy and security ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါ Trafician Security ဆွေးနွေးရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့အပေါ်နည်းနည်းဆွဲတင်ပါအပေါ်နည်းနည်းဆွဲတင်ပြီးတော့ကျွန်တော်တို့ဒီဒီစာကြောင်းလေးကိုထပ်ပြီးရောနှိမ့်ဝင်ပေးရပါမယ် New Secure DNS ဆိုတာလေးပါဒီနေရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါပြီးွားရင်ပြီးွားရင်ဒီမှာရှိတဲ့ဒီအပေါ်အဆက်လေးကိုအောက်ဘက်အဆက်နေရာလေးကို ပြောင်းရွှေ့လိုက်ပါပြောင်းရွှေ့ပြီးွားရင်ကျွန်တော်တို့ ဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးွားကျွန်တော်တို့နှိပ်ပြီးွားရင်ဒီမှာရှိတဲ့ဒီ clock player ဆိုတဲ့ဒီတစ်လေးလုံးဆိုတဲ့ဟာလေးကိုဒီနေရာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒီနေရာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်မိမိဖုန်းထဲရအင်တာနက် line ဆွဲရဟာပိုကောင်းတဲ့ line ဆွဲရကိုကျွန်တော်တို့စက်တင်ချိန်ပြီးတော့ကျွန်တော်တို့ ဒီနေ့ဒီနေ့လေးဒိုင်မီဖုန်းနဲ့အင်တာနက်က line ဆွဲရမကောင်းဆိုလို့ချင်းကျွန်တော်ပြောရတဲ့ဒီ Google Chrome နဲ့မှာကျွန်တော်ပြောတဲ့တိုင်းလောပြီးချိန်ပြီးတော့တုံးကြည့်ပါအားလုံးပဲဆင်ပြေကြပါလေနောက်ထပ်လည်းကျွန်တော် video လေးတင်ပေးသွားပါမယ်ဗျာ